ားနိုင်ငံမှာတရားမဝင်ဝင်ရောက်သွားတဲ့မြန်မာနိုင်ငံသား၄ဦးနဲ့တရုတ်နိုင်ငံသား၅ဦးဖမ်းဆီးခံရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းမြောက်ပိုင်း Confine Fit KI နဲ့မှာတရားမဝင်ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသား၅ယောက်နဲ့မြန်မာနိုင်ငံသား၄ယောက် စုစုပေါင်း9ယောက်ကိုဖမ်းဆီးရမိရေလို့အထိုင်းသတင်းမှာဖော်ပြထားပါတယ်။မေလ26ရက်နေ့ကနေမီထဲမှာတရားဝင်လူသမားတွေဝင်ရောက်လာဖို့ရှိကြောင်းချုပ်တင်သတင်းရထားတာကြောင့် CIB ဘဝရဲတပ်ဖွဲ့ဝေပီလန်လူကြုံရေးရဲတပ်ဖွဲ့နဲ့နေမီကန်ရဲတပ်ဖွဲ့တွေဟာ Confine Fit KI နဲ့မှာစောင့်ချက်ဆက်ဆေးရမှာအလေးချိန်ပုံမတင်ဆောင်လဟိုင်းရှိတဲ့အ내ရောက် Mitsubishi Toyota ကားစီးဝင်ရောက်လာပြီးတာဝန်ရှိသူတွေကဆက်ဆေးဖို့ရမိန်ပေးခဲ့ပါတယ်။ ရှမွန်ဝါကကားကိုရပ်တန့်ပြီးကားကဖွင့်ကအနိရှိတောအုပ်ထဲပြေးဝင်သွားကြ။ကားရှိကဲမှာစီးနင်းလိုက်ပါတဲ့တရုတ်နိုင်ငံသား9ယောက်ထဲက2ယောက်မှာနိုင်ငံကူးလက်မှတ်ရှိပေမဲ့ဗီဇာတက်တန်းကုန်နေတယ်။ကျန်3ယောက်ကတော့ပါထောက်ထားမှမရှိကြ။သူတို့တွေဟာလာအိုနိုင်ငံကနေနေဆက်တောလန်းကနေဝင်ရောက်လာပြီးဘန်ကောက်ကိုသွားဖို့အဲ့ဒီကားနဲ့လိုက်လာခဲ့ရလို့သိရပါတယ်။တဝင်းရှိသူတွေကကားနောက်ခံကိုဆက်လက်ဆက်ဆေးရမှာအပေါ်မှာတင်းနေချင်းတွေတင်ထားပေမဲ့အောက်ထပ်မှာတော့လူတွေပုံအောင်လိုက်လာပါတယ်ပုံအောင်လိုက်လာတဲ့အမျိုးသားလေးယောက်ဖြစ်ပြီးမြန်မာနိုင်ငံသားတွေလို့သိရပါတယ် သူတို့မှလည်းဘာထောက်ထားမှမရှိပဲတော်လန်ကနေဝင်ရောက်လာတာဘန်ကောက်သွားဖို့လိုက်လာတာလို့သိရပါတယ်။တာဝန်ရှိသူတွေကသူတို့ကိုယ့်ရောက်လုံးကိုလူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့အရေးယူဖို့ဖန်ဆီးထားလို့ထွက်ပြေးသွားတဲ့ကာသမာနောက်ကိုလည်းလိုက်လံရှာဖွေဖန်ဆီးနေတယ်လို့တရဲမှာဖော်ပြထားပါတယ်။